နောက်စပွဲရင်ဖွင့်ပြပြလာတဲ့အလမဲလေးမိုးဆက်ချိုပိတ်မြောင်အောင်လုံးမဲမင်္ဂလာပါရှင်အလမဲလေးမိုးဆက်ချိုကတော့ကိုယ်စွေအလမဲလေးတယောက်အနေနဲ့ရောအနုပညာရှင်တယောက်အနေနဲ့ပါစူးစမ်းနေပြီဖြစ်ပြီးသူ့အနေနဲ့အဖေအားဖေးပဲပေါ့နော်အဖေနဲ့အတူတူတရားဆောင်ရဖို့ကအဖြစ်ချန်ဆုံးဆန္ဒတခုပါလို့လဲရင်ဖွင့်ပြပြလာခဲ့ပါတယ်မိုးဆက်ချိုကတော့ပပသူ့စီကိုမလာခဲ့ဘူးဆိုရင်တော့တမီးအားသူ့စီကိုမရရအောင်တော့ပါမယ်ဆိုပြီးအလမဲလေးမိုးဆက်ချိုကအင်တာဗျူးအနေနဲ့ရင်ဖွင့်ပြပြလာခဲ့ပါတယ် မိုးဆက်ကျွာတော်အနုပညာလုပ်တွေမှစူးစမ်းနေပြီဖြစ်ပြီးအခုဆိုရင်ကျောင်းသားလေးတွေမှရိုက်ကိုလာနေရကဗိုက်တရီရဲ့အပြည့်မှုတွေကိုလည်းအပြည့်ဝရရှိနေပြီဖြစ်ပါတယ်။အလားမယ်လေးမိုးဆက်ကျွာတော်ကိုလည်းရှိမှအနုပညာလုပ်တွေကိုစူးစမ်းလုပ်ခိုင်းနေရင်တွာတော်အောင်မြင်တဲ့အလားမယ်လေးတရားပြက်လေးစူးစမ်းသွားမယ်လို့ဆိုပါတယ်။မိုးဆက်ချွာတော့သူရဲ့မိခင်ဖြစ်သူရဲ့အကြောင်းလေးတွေကိုလည်းအခုလိုပဲပြောပြလာခဲ့ပါဗျ။မိုးဆက်ချွာမမတော့အရန်ထောက်ပံ့ပေးပါရယ်။ပြီးတော့နားလည်မှုလေးပေးတယ်။အဲ့ဒါကတော့ငယ်ငယ်လေးတည်းကပါ သမီးရတော့ပပောင်းမွေးနေတို့ဖဖေးမွေးနေတို့ဖဖေးမြားနေတို့မိုးဇက်မွေးနေတို့ဆို ပပောင်းအရင်တရေရတယ်အဲ့လိုမျိုးချင်းဆိုမမသမီးတွားတွေ့ကြလားဆိုပြီးမေးခဲ့တယ်ပေါ့နော်သမီးကလည်းတွားတွေ့ကြတယ်လို့ပြောခဲ့တော့ဖုန်းနံပါတ်တောင်းပေးခဲ့တယ်အိုင်ရွန်ကတွေးဖြစ်လိုက်တယ်နှာခေါင်လောက်တော့တွေးဖြစ်ခဲ့တယ်ဆိုပြီးအလမေလေးမိုးဇက်ကျော်ကရုပ်ပဲပြပြလာခဲ့ပါတယ်မိုးဆက်ကျော်ကတော့သူငယ်စဉ်ကလေးကပပလို့တော့ခေါခွင့်မရှိခဲ့ဘူးလို့လည်းတနာစပွဲရင်ပွင့်ပြပြလာခဲ့ပါရယ် မောဇက်ကျော်ကတော့သူပြစ်ချင်တဲ့အိမ်မက်ကပပနဲ့တရားဆောင်ခွင့်ရဖို့ကအပြစ်ချင်ဆုံးအိမ်မက်လေးပါလို့ပြောဆိုထားခဲ့ပါတယ်။မောဇက်ကျော်ကတော့သူ့ရဲ့အဖေဖြစ်သူကိုအရန်တရိယာနေပြီးသူငယ်စဉ်ကလေးကအဖေဖြစ်သူနဲ့ခွဲခွာခဲ့ရတဲ့အပေါ်မှာစိတ်မကောင်းခံစားနေခဲ့ရတာပါ။အဲဒီပုံမှန်လေးပြည်သူတွေကအလမေလေးမောဇက်ကျော်လေးအတွက်အမျိုးမျိုးစွတ်တောင်းပေးနေကြတာကိုလည်းတွေ့ရပါတယ်။လက်ရှိမှာတော့မောဇက်ကျော်လေးကအနုပညာလို့တွေမှာခက်ဆဲဆဲရိုက်ကိုလာနေရတာတွေ့ရပါတယ်။ Korea Telecom Model Agency အနေနဲ့ Miss Universe in 2025ကိုဝင်ရောက်လာခဲ့တဲ့အလာမဲလီမိုးဆက်ချွာတော့အခုဆိုရင်ဒဝဒနာပါရနုပညာလို့တွေကိုလည်းစတင်လုပ်ကိုင်နေပြီဖြစ်ပြီးအခုဆိုရင်မိုးဆက်ချိုကအားလို့ရဲ့အပိမိုရီကိုရရှိနေပါပြီအလာမဲလီမိုးဆက်ချွာတော့အနုပညာလို့တွေမှာအကောင်းဆုံးကြိုးစားသွားမယ်လို့ဆိုပါတယ် အလမေမိုးဆက်ကျော်ကတော့အသက်၃နှစ်သမင်းအရွယ်တဲ့စွပြထားခဲ့ပြီးအသက်၂၂နှစ်အရွယ်ရောက်လာတဲ့အထိအဆက်အသွယ်မလုပ်ခဲ့ပဲစွပြထားခဲ့တဲ့အဖေဖြစ်သူနဲ့အဆက်အသွယ်ပြန်ရရှိဖို့စူးစမ်းနေလျက်ရှိပါတယ်။မိုးဆက်ကျော်လေးကအခုဆိုရင် ယူကန်ဟမ်မာအီလက်ထရောနစ်နဲ့ပထမဆုံးချောင်းချလေးတွေကိုရိုက်ကူးခဲ့ရပြီးအခုလက်ရှိမှာလည်းရိုက်ကူးရေးလေးတွေမှာခက်ဆဲဆိတ်ဆုတို့လိုရိုက်ကူးလာနေရပါတယ်။မိုးဆက်ချူအရောတို့ဟာစနေနေ့နဲ့စားတဲ့နာမည်နှလုံးနဲ့မင်းသားရဲ့သမင်းပါလို့အင်တာဗျူးအနေထုတ်ပြောချပြီးသူနေနဲ့ Miss Universe Insane 2025မှာပြိုင်ပွဲဝင်နေတာကလည်းအဖေကိုရှာတွေ့ခြင်းလို့ပါ။ အဖေစီအားနေအဆက်တွေလုံလာတာလေးကိုရကျင်နေတမလီဆိုပြီးတော့အတိအမှန်ပြူတာကိုခံကျင်တာပေါ့နော်ဆိုပြီးအလမေလေးမိုးဆက်ချိုကပရိတ်တွေကိုထုတ်ပြောကြခဲ့ပါတယ်